ဖားကန့်ကမိုင်းလန်းကနေစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာလေကြောင်းအကူနဲ့ပြောင်းအောင်ကြီးရွာအထိရောက်ရှိလာပြီးတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါဗျ။ဟန်နာသတင်းပေးပို့ထားပါရှင်။ကချင်ပြည်နယ်ဖကန့်ကမိုင်းလန်းကနေဖကန့်ဘက်ကိုစစ်ကြောင်းထိုးလာနေတဲ့စစ်ကောင်စီစစ်ကြောင်းကို KIA ပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်နေတဲ့ကြားကနေပြောင်းအောင်ရွာကိုရောက်ရှိလာပါတယ်။ရွာကနေတသားညီနောင်တို့ဝိုက်မှာတိုက်ပွဲပြင်းထန်နေတယ်လို့စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေလည်းလှုပ်ဆောင်နေတယ်လို့ KIA သတင်းရင်းမြစ်ကပြောပါတယ်။ ဒီမနက်လည်းဒီကျောက်ပိုက်တာနဲ့စီးနေစေနာကြီးကျော်လုံးမှလာပြည်သွားတယ်ပေါ့နော်ဒီတသားညီနောင်တဝိုက်ကိုပေါ့အမနီတုံးကလည်းပြည်တာရှိတယ်ပြီးတော့ဒီတနီတုံးကလည်းပြည်တာရှိပေါ့နော်အော်တိုက်ပွဲရတော့နေတိုင်းဆက်ဖြစ်နေတယ်ပေါ့နော်ဒီကမောကမောကျော်ပြီးတော့ဒီခုံဆိုင်စုပ်ပေါ့နော်အဲခုံဆိုင်စုပ်ကနေတသားညီနောင်ကိုရောက်လာတာပေါ့နော်ပြီးတော့ဒီတရက်ကိုအာလုံးနေနေချင်းတို့လာတော့ဟုတ်တယ်ဒီတသားတသားညီနောင် တဝိုင်းမှာဒီတကွေပြင်းတနေပြီးတော့ဒီပြောင်းုံဘက်ကိုတက်ပြီးဒူလာရဘောနော်ပြောင်းုံကျော်ရင်တော့ဒီနမ်တေရောက်ပြီပေါ့မီလာစကိုရင်းနေညာကလည်းဖကန့်တမကုံကနေစကောင်စီကလည်းနဲ့ဒီရီနဲ့ပြစ်ကူခဲ့တယ်လို့ဆိုပါတယ်ဖကန့်ကားမိုင်းလန်အတိုင်းတက်လာမယ်ဆိုရင်လက်မတကြောမှာမအူပင်ကြောက်ထုအုံကထောင်ကင်တောင်နိုင်ယာကမ္မောဇုဆိုင်ပရာကွန်ဆိုင်ဇုကိုရီယန်တဒါညီနော်ယုံတောင်ပြအောင်ကြောက်ထုနမ်တိန် 9မိုင်6မိုင်5မိုင်ကြောက်ဖြာလဲပြင်းလုံခင်းနဲ့ဖကန်တို့ဖြစ်ပါတယ်အပီရိုဒီလောကာလန်ဘိုင်ကနေတဲ့ဖကန်ဘက်ကိုတက်လာတာဒီတက်လာတဲ့စီကြောင်းက28ရက်ရှိပြီဘောနော်အဲ့ဒီမှာလောလောဆယ်ဒီတတကြီးအောင်ကြီးရောက်လာပြီဘောနော်ဒီကြောင်းပြကိုရဲပြီးတော့ drone ရဲပြီးတော့အာတင်ကန်းစီရဘောနော်ဒီမိပြင်သူစီကတော့လိုတက်လာတယ်သူတို့ဘက်ကဒီကြီးကတိဆုံးတာလည်းရှိပေမဲ့အင်အား600ကျော်လုံးနဲ့တက်လာလို့ဆိုတော့ အာ BND နမ်ယာမှာတချို့နေရင်ဒီမီချုပ်ပြီးလိုက်တာတွေရှိရပေါ့နော် PC တွေခိုးယူသွားတာရှိတယ်ပြီးတော့ဒီစကားစားပေါ့နော်အာဒီ SNA နဲ့ B2C တွေလည်းပါတယ်ပေါ့နော်အဓိကတော့ဒီဟိုကောင်စကားကတော့ငွေအများစုပေါ့နော်ဖကံဘကုစစ်မျက်နှာတုံးခုကနေအင်အားအလုံးရင်းနဲ့ထိုးတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကို KYI ပူပေါင်းတပ်တွေကခုခံတိုက်ခိုက်နေတဲ့အတွက်ဖကံမြို့ဝင်ပေါက်300စလုံးမှာစီရီတမာနေတာပါ။ဧပြီလ23ရက်ကစပြီး ကားမိုင်းဖကန့်လန်းကနေစင်အရာ900ခန့်ရှိတဲ့စစ်ကြောင်းဟာလီကျောင်းအကူနဲ့မေလ9ရက်နေ့မှာဆိုင်းဖရာဂျီယိုအထိဝင်ရောက်တောင်းနိုင်ခဲ့ပြီးနောက်တရားညင်အောင်နဲ့ပြောင်းအောင်အထိရောက်ရှိလာပြီး KIA ရဲ့ပိတ်ဆို့တက်ခိုက်ခံရတဲ့အတွက်တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ဒါပြင်အင်းတော်ကြီးဖကန့်လန်းကျောင်းကနေတက်လာတဲ့စင်အရာ900ခန့်ကလည်းစစ်ကြောင်းနှစ်ဖွဲ့ခွဲပြီးနတ်မွန်ချောင်းဝလန်းအပြင်နောက်ထပ်နှမုံမုံနောင်ကိုခါလန်းပကနေစစ်ကြောင်းထိုးနေတယ်လို့ကရင်စီရီတရင်မြစ်ကတီးရပါတယ် စကောင်စီတပ်ဟာဖကန့်မြို့ထဲဝင်ရောက်နိုင်တယ်ကားမိုင်းဖကန့်လန်အင်းတော်ကြီးဖကန့်လန်ဖကန့်ဆယ်စင်းတမခန့်လန်းကျောင်းကနေထိုးစစ်ဆင်ဝင်ရောက်ဖို့ကြိုးစားနေတဲ့အတွက်ဖကန့်တော်လန်းတွေမှာစီရီတမနေရလေးပတ်ခန့်ကြာမြင့်လာပြီးဖြစ်ပါတယ်ကျမဟန္နာပါ